ဂျက်ရှွာဘန်ကတော့အကြွားတန်တဲ့ပြိုင်ဘက်ဖိုက်တာဘရန်ဒန်ရိုဘာကိုပညာပြလိုက်ပြန်ပါပြီအားလုံးလည်းမှတ်မိကြလားတော့မသိဘူးဘရန်ဒန်ရိုဘာကအင်တာဗျူးမှာ သူ့မှာကမ္ဘာအကောင်းဆုံးဘောက်ဆင်နီးပြတွေရှိတယ်ပြီးကြီးကြီးနီးပြတွေရှိတယ်အထူးသဖြင့်တော့ဘောက်ဆင်နီးပြတွေပေါ့ဗျာသူတို့တွေကကမ္ဘာအကောင်းဆုံးတွေဖြစ်တဲ့အတွက် ဂျက်ရှွာဘန်လိုခြားသိမ့်မျိုးကိုဘယ်လိုမျိုးထူးသက်ရမလဲဘယ်လိုမျိုးပညာပေးရမလဲဆိုတာသူတို့ကအကုန်လုံးကြူသိပြီးသားဆိုပြီးတော့ဘရန်ဒန်ရိုဘာကချောလုံးထုတ်ခဲ့တာပဲဖြစ်ပါရယ်ဂျက်ရှွာဘန်ကတော့ဒီလိုမျိုးဂျင်းနဲ့နီးပြကိစ္စတွေပတ်သက်ပြီးတော့သူနဲ့ဆန့်ကျင်ပဲပြောလာပါပြီအင်တာဗျူးတစ်ခုမှာ ranking မြင်လာတာနဲ့မျှပြိုင်ဘက်တွေလည်းပူမြစ်ပူခက်လာရီဘန်နီနဲ့ဒီထက်အဆင်မြင့်တဲ့ဂျင်းနီးပြတွေပြောင်းမှုအစီအစဉ်ရှိလားဆိုပြီးမေးလာကြတော့ဘန်ကတော့မရှိပါဘူး ကစားသမားတချို့ကနည်းနည်းအဆင်မြင်လာတာနဲ့အဲ့လိုမျိုးနီးပြတွေဂျင်းတွေပြောင်းပြီးပျက်စီးသွားတဲ့သူတွေရှိပါတယ်လို့ဖြေချသွားခဲ့ပါရီမှန်ပါတယ်ကိုကိုနှစ်ချီလေးချင်းပေးထားတဲ့သူတွေကကိုယ့်ရဲ့အားနဲ့ချက်အားသာချက်ကိုအသိဆုံးဖြစ်ပါရီပြီးတော့ယုံကြည်မှုစိတ်ချမှုလေးခင်ခင်မမပြီးဆောက်ထားပြီးသူတွေနဲ့လက်တွဲတာကအကောင်းဆုံးဖြစ်ပါရီအခုတော့ 40z fight club လေးဘိုင်းရဲ့ပုံရင်ကြောင့်အရင်ထက်တော်တော်လေးဝန်နာမီကြီးလာခဲ့ပြီလေဖြစ်ပါရီ ဘင်္ဂလားဒေ့ရှ်ဘရန်ဒန်ရိုဘာနဲ့ရှင်ပြိုင်ထိုးသက်ဖို့အတွက် UFC 330ခွင့်ပြိုင်ပွဲအတွက် Let's be get go ရောက်ရှိခဲ့ပြီလေဖြစ်ပါရယ်ဒီပွဲမှာဘရန်ဒန်ရိုဘာကို အနိုင်ရဖို့အတွက်တော့ကျွန်တော် UFC မှာဂျက်ရှွာဘန်ကရည်ပတ်မစားပါမယ်လေ Let's be get မှာတော့ဘန်ကတဲ့ပွဲမှာမရှုံးဘူးသေးပါဘူးเนาะမြန်မာပြည်သက်တွေကတော့ဘသူပဲပါပဲပြောပြော ဂျော့ရှွာဘန်ကတော့တကဘာလုံးကရှုံးမဲ့ပဲဖြစ်ပြောဒီပွဲမှာဂျော့ရှွာဘန်နိုင်မယ်လို့ယုံကြည်ခံမှန်းထားချပါရီဂျော့ရှွာဘန်ရဲ့ပွဲကိုချီးရဖို့တော့မဆောင်နိုင်တော့ပါဘူးဗျာ